အားလုံးပဲမင်္ဂလာပါဒီချက်ပြူ channel ကနေပြီးပြန်လဲကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုအမြင်တဲ့သူတွေဟာအမတန်ကိုကံကောင်းတဲ့သူဖြစ်တယ်ချမ်းသာခြင်းတွေကိုလက်ခံရရှိပြီးတော့ငွေတွေဟာဒီရလားစီးဝင်လာတဲ့သူတွေဖြစ်ပါလိမ့်မယ်เนาะဒါကြောင့်မလို့ဒီနေ့မှာကကြတော့တံပြာတီးတလို့ဟာတင်းရဲ့ဘဝကိုပြောင်းလဲပေးနိုင်တယ်ဆိုတာသိသိပါသလားเนาะ ံပြန်သေးတလုံးနဲ့ကိုယ့်ရဲ့ဘဝကိုပြောင်းလဲပေးနိုင်တဲ့အရာတွေအများကြီးရှိတယ်။ဒါကြောင့်မလို့ဒီတံပြန်သေးကိုလုပ်တဲ့ ritual လေးတစ်ခုကိုမျှဝေပေးခြင်းပါတယ်။တံပြန်သေးဟာအချိန်မောင်းလဲစားလို့ရတယ်လို့ကိုယ့်အတွက်ကျန်းမာရေးအတွက်လည်းကုထိုးလို့လို့ရတယ်လို့နောက်တစ်ခုကအိမ်မှာလည်းမိဖို့ချောင်းမှာအများအားသုံးပြုတဲ့တံပြန်သေးတလုံးဖြစ်တယ်။ဒါပေမဲ့အဲ့ဒီတံပြန်သေးကကိုယ့်ရဲ့ဘဝကိုပြောင်းလဲပေးပြီးတော့မှချမ်းသာခြင်းတွေပြည့်စုံကြွားခြင်းတွေကိုဆွဲခေါ်ပေးနိုင်တယ်ဆို တဲ့လှုပ်ဝဲချက်ကြီးကိုဒီနေ့မှမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်เนาะโอเคဒီတံပြာသီးလေးဟာဆိုလို့ရှိရင်တော့အာတို့ရဲ့ဘဝမှာပေါ့เนาะဒီခက်ခဲကြက်တဲ့เนาะအညတ်တွေကိုပြပြပေးတယ်နောက်တစ်ခုကကြတော့အစိတ်တောက်တွေကိုလည်းဖယ်ရှားပေးတဲ့အရာတစ်ခုဖြစ်တယ်เนาะဒီတံပြာသီးလေးကတဘာဝစစ်စစ်ဖြစ်တဲ့အတွက်ကြောင့်မလို့တံပြာသီးကအိမ်မှာတိုးပြလို့လည်းရတယ်သူ့ရဲ့အကြီးကိုတောက်လို့လည်းရတယ် အဲဒါဆိုလို့ရှိရင်တံမြောက်တိတလို့ကိုဘယ်နေရာမှာထားလို့ရှိရင်ဘလိုမျိုးပြည်စုံကြော်ဝါချင်းတွေငွေတွေကိုယ့်ရဲ့ကံတော်ချင်းတွေကိုဆွဲခေါ်ပေးနိုင်လဲဆိုတာဒီဗီဒီယိုလေးမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်ကိုမြင်တာနဲ့ share ထားမယ်ပြီးလို့ရှိရင်ငါဟာကံကောင်းခြင်းတွေရရှိပြီးတော့ပြည်စုံကြော်ဝါတဲ့လူတယောက်ဖြစ်နေပြီလို့ရေးသွားပေးပါเนาะ share မယ်เนาะအများမြင်အောင် share ပေးပါ ကုသိုလ်ယူပေးပါเนาะ ကေဒါဆိုလို့ရှင်တံပြာသီးလေးတစ်လုံးကိုဘယ်နေရာမှာထားရမလဲဆိုလို့ရှင်ကိုရဲ့ကိုအိတ်နေတဲ့เนาะခေါင်းအုံးကိုအိတ်နေတဲ့ခေါင်းအုံးပေါ့เนาะကိုအိတ်နေတဲ့ခေါင်းအုံးတစ်လုံးရဲ့အောက်မှာတံပြာသီးတစ်လုံးကိုဖတ်ထားပေးရမယ်เนาะထားထားပေးရမှာပေါ့เนาะအကိုရဲ့အိတ်ခမ်းပေါ့เนาะအိတ်ခမ်းထဲမှာ တံမြတီတလို့ကိုခေါင်းအိုးအောက်မှာထားပေးပါပြီးွားပြီဆိုရှင်အဲ့ဒီတံမြတီလေးကိုညတိုင်းသူနဲ့စကားပြောပေးရမှာဖြစ်တယ်နော်တံမြတီကိုညတိုင်းစကားပြောပေးဖို့လိုအပ်တယ်ဘလို့စကားပြောပေးရမှာလဲအဲ့ဒီတံမြတီလေးကိုကိုအိတ်ခါနေလို့ရှိရင်တံမြတီလေးကိုကင်လိုက်ပါနော်လက်ကလေးနဲ့တံမြတီလေးကိုကင်ပါကင်ပြီးွားပြီဆိုလို့ရှင်တော့တံမြတီလေးကိုကိုက လူတယောက်နဲ့စကားပြောသလိုမျိုးပေါ့နော်လူတယောက်နဲ့စကားပြောသလိုမျိုးတံပြားတီးလေးကိုကန်ပြီးတော့ရှင်ငါမှကန်ကောင်းချင်းတွေတက်ဆောင်လာပေးပါငါမှမကောင်းတဲ့ မြတ်တွေမကောင်းတဲ့အရာတွေမကောင်းသော energy စွမ်းအင်များရှိလို့ရှိရင်ဆွဲထုတ်ပေးပါ ကောင်းသော energy စွမ်းအင်တွေကိုငါးစီကိုခေါ်ဆောင်လာပေးပါငွေကြေးနဲ့ပတ်သက်ပြီးတော့မှလက်ပစ်ပါစေငွေဝင်ပါစေလက်ရှင်ပါစေဆိုပြီးတော့မှသူ့ကိုညတိုင်းပြောပေးပါငွေတွေစီဝင်လာပါစေတနည်းတခြားကိုဖြစ်ချင်တဲ့ဆန္ဒလေးတွေကိုပြောပေးပါနော်ကိုဖြစ်ချင်တဲ့ဆန္ဒလေးတွေဘာဖြစ်ချင်တာလဲဈေးရောက်ကောင်းချင်တာလားငွေတွေဝင်စီချင်တာလားကိုကကြောက်ချင်းတွေကိုလိုချင် င်တာလားကျမ်းမာရေးတွေကောင်းချင်တာလားစသဖြင့်ကိုတံမြတိလေးကိုကင်ပြီးတော့မှပြောပေးပါနောက်တစ်ခုကကြတော့ကိုယ့်ရဲ့အိမ်ဖယားကျောင်းဆောင်မှာပဲဖြစ်ဖြစ်ဓမ္မမို့လို့ရှိရင်ကိုကိုယ်ကိုယ်ရပါတော့နော်ကိုကိုယ်ကိုယ်တဲ့ဘာသာပေါ့နော်ကိုယ်ကိုယ်တဲ့ဘာသာမှာလည်းတံမြတိလေးကိုငားလို့ကပ်ပေးထားလို့ရတယ်တံမြတိငါလို့ကပ်ပေးတာလို့ရတယ်။နောက်တစ်ခုကအဲ့ဒီတံမြတိခေါင်းအုပ်အမှာထားထားတဲ့တံမြတိကိုတောက်ကြနေတိုင်းပေါ့နော်မနဲ့ နေထွက်တဲ့ခြေပေါ့နော်မနေ့နေထနေထွက်တဲ့အခြေဆိုလို့ရှိရင်တံမြာတီးသေးတလို့ကို3မိနစ်လောက်နေသွားလမ်းပေးထားပါနော်သူနေပြပေးတာနော်အချောက်သွားအောင်လမ်းတာမဟုတ်ဘူး3မိနစ်လောက်ပဲနေသွားပြပေးပါအဲ့ဒီနေကနေပြီးထွက်လာတဲ့စွမ်းအင်ပါဝါတွေကိုတံမြာတီးသေးတဲ့ကိုဝင်သွားအောင်လှုပ်ခြင်းဖြစ်ပါတယ်တံမြာတီးလေးကိုမတော့ကြနေမနေ့တိုင်းမှာ နေထွက်တဲ့အချိန်မှာတံမြင့်သေးကို3မိနစ်လောက်နေပြထားတဲ့အချိန်မှာပြီးသွားပြီဆိုရင်သူ့ကိုပြောပေးပါနေရဲ့ပါဝါတွေနဲ့နှွေကနေပြီးတော့မှလာတဲ့စွမ်းအင်ပါဝါတွေနဲ့အတူတူဒီတံမြင့်သေးတဲ့ဟာ ကိုယ့်အတွက်ပေါ့နော်ကောင်းကျိုးဖြစ်တဲ့တံမြာသီးလေးဖြစ်တဲ့ကိုယ့်ကိုအမြဲတမ်းထောက်ကူပေးနေတဲ့တံမြာသီးလေးတစ်ခုဖြစ်တဲ့ဆိုပြီးတော့မကောင်းအောင်မှပြန်ထားပေးပါเนาะပြီးလို့ရှိရင်ညတိုင်းခုနကပြောသလိုမျိုးပေါ့နော်သူနဲ့စကားပြောပြီးမှအိပ်ပါမနေ့တိုင်းဆိုလို့ရှိရင်သူကသူကငွေတွေကိုလည်းခေါ်လာပေးတယ်လို့เนาะစီးပွားလက်လက်ပါယူလဲရွှင်လာစေမှာဖြစ်တယ်နောက်တစ်ခုကကြတော့ပတ်စာအိတ်အဟောင်းပေါ့နော်မတိုးတော့တဲ့ပတ်စာအိတ်အဟောင်းမတိုးတော့တဲ့ပတ်စာအိတ်အဟောင်းထက်ကိုတံမြာသီးတစ်လုံးကို ဝဲအဝဲစာအဖြူရောင်ပေါ့နော်ဝတ်အဖြူရောင်လေးနဲ့ပတ်ပြီးတော့မှပက်စာအိတ်ထဲမှာထည့်ပြီးတော့မှအန်ဆွဲထဲမှာပဲဖြစ်ဖြစ်သိထားလို့ရတယ်ကိုပက်စာလေးထားတဲ့နေရာမှာပြပြသိထားပေးပါအဲ့သိထားတဲ့ခါကျတော့အဲ့ဒီပက်စာအိတ်ကမတိုးတော့တဲ့ပက်စာအိတ်ဆိုပေမဲ့လေငွေတွေကိုကိုရဲ့နော်ရောင်းနေတဲ့ကိုဈေးရောင်းနေတယ်သူဆိုလို့ရှိရင်ဈေးရောင်းတွေကောင်းလာမယ်ငွေတွေကတောက်တောက်လဲပေါ့เนาะငွေလာစေမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ဒီ အာတကယ်ကိုထိုးချသွားတဲ့သူတွေအများကြီးရှိတယ်။ထိုးချသွားတဲ့အယူလူတွေဆိုလို့ရှိရင်ဒီသံမြောက်သီးလေးကိုခေါင်းအောက်မှာဆောင်းထားလိုက်ရုံလေးနဲ့ဒီ ထီတွေပေါက်ကြတယ်เนาะထီတွေပေါက်ကြတဲ့သူတွေရှိတယ်ထီဆိုလို့ရှိရင်တော့ထိုင်းထီပေါ့เนาะထိုင်းထီစုကြီးတွေပေါ့เนาะဘာ6တန်းစုကြီးတွေပေါက်ကြတဲ့သူတွေလည်းရှိတယ်နောက်တစ်ခုကကြတော့ဈေးရောက်နေတဲ့အတော်ကြီးဆိုလို့ရှိရင်လည်းလောဝကိုဈေးလို့ရောင်းလို့မရလို့ဆိုင်တော့ပေးရတော့မယ့်အခြေအနေဖြစ်လာတဲ့အချိန်မှာတော့မှသူတံမြောက်သီးလေးကိုဆောင်းလိုက်တဲ့အချိန်မှာဈေးတွေရောင်းကောင်းလာတဲ့ပို့ပို့ပြီးတော့မှအဆက်ဆက်ရအဆင်ပြေလာတယ်เนาะအဲ့ဒါကြောင့်မလို့ဒီတံမြောက်သီးလေးကို တည်တည်ချာချာလေးနဲ့လှုပ်ကြည့်ပါရိုးရိုးကြီးကြီးနဲ့လှုပ်ကြည့်ပါသူ့ကိုနေတဲ့စကားပြောပေးပါဖြူကိုတိုင်းကလည်းဒီတံမြတ်သီးလေးကိုကောင်းအောင်အမှအမြဲတမ်းဆောင်ထားတဲ့သူဖြစ်တဲ့အရန်လဲထူချပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့မလောကကိုစိတ်ပူပင်စရာမလိုလောက်အောင်ကိုထူချမှုတွေရှိတဲ့အတွက်ကြောင့်မလို့ပြန်လဲပြီးမျက်ဝေပေးတာဖြစ်တဲ့ဒီတံမြတ်သီးเจ้าရကိုသိချင်တယ်ဆိုလို့ရှိရင်တော့ထိုင်းပရိကပေါ့နော်ထိုင်းရဲ့ ကျန်းစာလေးမှာလည်းရှိတယ်နောက်တစ်ခုက area ကျန်းစာတွေမှာလည်းပါတာဖြစ်ပါတယ်တွားပြီးတော့မှရှာဖတ်လို့ရပါတယ်เนาะဒါကတခြားကိုယ်တိုင်ကလှုပ်လာခဲတဲ့เนาะဖြူကိုယ်တိုင်ကလှုပ်လာခဲတဲ့နီလန်းလေးဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ထိုးချလွန်လို့ တချို့ရဲ့မိသားစုဝင်တွေအားလုံးကိုပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ချမ်းသာခြင်းတွေ၊ကြောဝချင်းတွေ၊ပြည့်စုံကြောဝလုံတာရတဲ့သူတွေဖြစ်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ဒီနေ့ရဲ့ဗီဒီယိုဖိုင်လေးကိုဒီမှာပဲဆုံးသတ်ပါတယ်။ကျေးဇူးတင်ပါတယ်။ကျေးဇူးတင်ပါတယ်။ကျေးဇူးတင်ပါတယ်။